ချီကန်တွေကအာဖရိကမြောက်အနေနဲ့လင်းပိုင်းဒီလိုမျိုးပဲရင်းထက်မြတ်တဲ့သဘောဆင်းနေထဲမှာပါဝင်ပါတယ်။သူတို့ရဲ့ဆန်ဆောင်ရည်ရဲ့အနေနဲ့အံ့ဩစရာကောင်းတဲ့တစ်ခုမှာတော့ဒူတာတို့ရဲ့မျက်နှာကိုမမီနိုင်ခြင်းနဲ့ဒီရဲ့အချက်လက်တွေကိုသူတို့ရဲ့အစုဖွဲ့တွေမှာပြန်လဲဖြန့်ဝေနိုင်ခြင်းပဲဖြစ်ပါတယ်။ချီကန်တွေနဲ့ပတ်သက်ပြီးတော့ဝါရှင်တန်တက္ကသိုလ်ကပေါမောက်ခဦးဆောင်တဲ့လေးလာမှုတွေအရဒီအချက်ကိုတည်တည်တတ်တာထောက်ပြခဲ့ပါတယ်။ဒီလေးလာမှုတွေကချီကန်ကြီးကသူတို့ကို အန်ဒီရဲ့ပြုတ်ခဲ့သူဒါမှမဟုတ်ဖက်စီခဲ့တဲ့သူတွေရဲ့မျက်နှာကိုမှတ်မိအောင်လာမှာကမျိုးဆက်တတိရဲ့မျက်နှာကိုပါတတိထားရင်သင်ကြားပေးလေးရှိကြအောင်တတိပြခဲ့ပါတယ်2006ခုနှစ်မှာစတင်ခဲ့တဲ့အဓိကစံတမှုတစ်ခုမှာသူတီတီတွေကထူခြားတဲ့ rubber မျက်နှာဖုန်းတစ်ခုကိုဝယ်ဆင်ပြီးတော့ကြီးကန်အုပ်စုငယ်တစ်ခုကိုဖန်စီပြီးခြေထောက်မှာအမတ်သားကွေးနေနဲ့စပစ်ခဲ့ပါတယ်သူတို့ကကြီးကန်ရဲ့အတွက်အလွန်ဆိုရတဲ့အတွေ့အကြုံဖြစ်ခဲ့ပါတယ် ဒီလိုဖြစ်ရနောက်ပိုင်းမှာတော့အန်ဒီရဲ့ရှေ့မျက်နှာဖုံးကိုဝတ်ဆင်ထားရတူဘယ်သူမှဆိုလမ်းလျှောက်လာတဲ့အခါမှာတော့ကြီးကန်နေရစူညံစွာအော်ဟစ်တာမျိုးလိုက်လံအောင်ရှက်တာနဲ့စူဝေပြီးတော့ရင်ပြူချင်းတွေကိုတုံ့ပြန်ခဲ့ပါတယ်ကြီးကန်နေရအန်ဒီပြည့်ရဲ့သူရဲ့အဖို့အစားခန္ဓာကိုယ်အရွယ်အစားဒါမှမဟုတ်လမ်းလျှောက်ပေါ်တော့ဘယ်သူမှဆိုင်ပဲမျက်နှာဖုံးသာအဓိကထားပြီးတော့မှတ်မိထားတာပါဒီလိုမျက်နှာဖုံးနဲ့မတူတဲ့အခြားတဲ့မျက်နှာဖုံးတွေကိုလုံးဝလေးလေးရှုခဲ့ကြပါရဲ့ မမိနိုင်စွမ်းနေရခေတ္တခဏတာမဟုတ်ပဲနဲ့နှစ်ပေါင်းများစွာကြာရှည်ပြီးတော့မမိနေပါရယ်စံတမ်းမှုစတင်ပြီးတော့ခုနှစ်နှစ်နေပါကြာတဲ့တိုင်အောင်ချိန်ကန်နေရဖန်စီခဲ့တဲ့မျက်နှာပုံမြင်တဲ့အခါမှာတော့ရန်လိုတဲ့တုံ့ပြန်မှုတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေခဲ့ပါရယ်ပို့ပြီးတော့အံ့အားတင်ဖို့ကောင်းတဲ့အချက်လက်ကတော့လူမှုရေးရဆိုရှယ်လန်နီယာနေတဲ့ဆင်ဖြန့်ဝေခြင်းပဲဖြစ်ပါရယ်မူလကဖန်စီခံခဲ့ရခြင်းမရှိတဲ့အခြားချိန်ကန်နေရ သူတို့ရဲ့အစုအဖွဲ့မှာအခြားခြေကနေရဲ့ office စုပုံမှုတွေကိုမြင်ရုံနဲ့ဒီရဲ့မျက်နှာဖုံးအနေရှိရတဲ့သူအဖြစ်မယူနိုင်ပါနဲ့။ဖန်ဆီးခံရသူတွေရဲ့မျိုးဆက်တဲ့ခြေကငယ်တွေကမိဘတွေထံမှာတင်ယူခြင်းဖြင့်ဒီရဲ့အန်ဒီကိုမျက်နှာဖုံးအနေစတင်စုပုံခဲ့ကြပါတယ်။ဆိုလိုတာကတော့ကိုယ်တိုင်အတွေ့အကြုံရှိခဲ့ပြီးမဲ့အတိပေးမှုနဲ့မှတ်သားထားခဲ့တာဖြစ်ပါတယ်။သူတို့ကလူမျက်နှာတွေကိုမမြင်နိုင်တဲ့အတိပညာတွေတူးမှတူး ဓမ္မကောင်မျိုးဆက်တစ်ခုအနေနဲ့တခုလက်ဆင့်ကန်သွားနေကြောင်းပြသပါရစေ။ချစ်ကန်နီကလူမျက်နှာကိုမှတ်မိတဲ့အခါမှာသူတို့ရဲ့အုံနာကလူသားတွေနေတူတုံ့ပြန်မှုတွေရှိတာကိုလည်းလေ့လာတွေ့ရှိခဲ့ရပါတယ်။စကန်ဖတ်ပြီးတော့စစ်ဆင်မှုတွေကချစ်ကန်နီကအနေပြုတ်သူရဲ့မျက်နှာကိုမြင်တဲ့အခါမှာစိတ်ခံစားမှုအဆိုင်အားလုံးဆောင်မှုကြံ့မှုနဲ့လွတ်မြောက်ရေးအပြုမှုတွေကိုထိန်းချုပ်တဲ့အုံနာအစိတ်ပိုင်းတွေကလုံးဆောင်ချက်တွေတည်တည်တတ်တတ်လာတော့တွေ့ရပါတယ်။ ဒီရဲ့တုံ့ပြန်မှုတွေကလူသားတွေအန်ဒီအေကိုမြင်တွေ့ရချိန်မှာဖြစ်ပေါ်တဲ့တုံ့ပြန်မှုနဲ့ဆင်တူပါတယ်။ဆန့်ကျင်ဘက်အားဖြင့်ကြီးကန်းတွေဟာပုံမှန်အစာကျွေးခဲ့တဲ့သူရဲ့မျက်နှာကိုမြင်တဲ့အခါမှာသူ့ရဲ့အုံနောက်ကအစာကိုမျောနေခြင်းနဲ့ပတ်သက်တဲ့နေရာတွေမှာတုံ့ပြန်မှုရှိအောင်တွေ့ရပါတယ်။ညကုံချုံနေနေရတော့ကြီးကန်းတွေကလူရဲ့မျက်နှာကိုမမိနိုင်စွမ်းအန်ဒီရှိနိုင်တာဒါမှမဟုတ်ကောင်းကျိုးပြုတဲ့လူသားတွေကိုခွဲခြားသိမြင်နိုင်စွမ်းနဲ့ဒီရဲ့အသိပညာတွေကိုမျိုးဆက်တော့လက်ဆင့် ကံနိုင်စွမ်းကသူတို့ရဲ့အသက်ရှင်ရည်ကြီးရေးအတွက်အရေးပါတဲ့လက္ခဏာရည်တွေဖြစ်ပါတယ်။ဒီစွမ်းရည်တွေကမြို့ပြပတ်ဝန်းကျင်မှာလိုပဲရှုပ်ထွေးတဲ့လူပတ်ဝန်းကျင်မှာကြီးကန်းနေအောင်မြင်စွာနေနိုင်ခြင်းရဲ့အကြောင်းရင်းတွေထက်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်တစ်ချိန်ကြရင်ကြီးကန်းနှကောင်နဲ့မန်နေဂျင်ဆိုင်တွေ့တဲ့အခါမှာဒီရဲ့ကြီးကန်းတွေကကိုယ့်ရဲ့မျက်နှာနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်လက်တွေကိုမှတ်သားနေနိုင်ကြအောင်တတိပြစ်တင်ပါတယ်။ဒါဆိုရင်တော့ချီကန်ကြီးရဲ့ညင်ထမြက်ပုံအကြောင်းကိုသိရှိပြီလို့ထင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာများကိုလည်းရှင်းပြတင်ဆက်ပေးတော့ပါဦးမယ်။ကြည့်ရှုနာဆင်ပေးတဲ့တွေအားလုံးလည်းကျေးဇူးတင်ပါတယ်။